စည်းဝိုင်းလုပ်ငန်းရှင်တွေအတွက်မဖြစ်မနေအရေးကြီးတဲ့လိုအပ်တဲ့အိမ်မွေးချပညာအိမ်မွေးချပညာရဲ့ဆိုတာကလူတယောက်အိတ်မကျော်ရကနေအိတ်ကျော်လာအောင်လုပ်တာเนาะစင်ပေါ်မှာမျက်လက်ပြကွက်တသက်လုပ်တဲ့ပညာမျိုးမဟုတ်ပါဘူးစည်းဝိုင်းလုပ်ငန်းရှင်တွေအတွက်တကယ်ကိုမဖြစ်မနေလိုအပ်တဲ့အချက်ရှစ်ချက်ရှိရတဲ့ခါမှာဘိုးဘိုးကလေးချက်ကိုဒီဗီဒီယိုမှာမျှော်ပေးခြင်းနဲ့ပထမတစ်ချက်ကတော့စည်းဝိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်မှရရှိနေတဲ့ limiting belief တွေကိုအမြန်ဆုံးဖျောက်ပြစ်လို့ရပါတယ် ဒုတိယတစ်ချက်ကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှကိုကဆုံးရှုံးမှုတစ်ခုနဲ့ကြုံလိုက်တဲ့အချိန်တိုင်းမှာအခက်အခဲတွေနဲ့ကြုံတဲ့အချိန်တိုင်းမှာရရှိနေတဲ့စိတ်ဖြစ်စည်းမှုတွေစိတ်ဒဏ်ရာတွေစိတ်တော့ကတွေစိတ်ရှုပ်ထွေးတဲ့အရာတွေကိုအမြန်ဆုံးရှင်းထုတ်ပူတာလုပ်ရပါတယ်။တတိယတစ်ချက်ကတော့စီးပွားရေးတစ်ခုလုပ်နေတဲ့အချိန်မှာအိုင်ဒီယာကောင်းတွေအကြံဉာဏ်ကောင်းတွေထွက်မှတာလေကိုယ့်ရဲ့စီးပွားရေးကအောင်မြင်မှရဖြစ်တယ်။ဆိုတော့ကိုကဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့အိုင်ဒီယာကောင်းတွေအကြံဉာဏ်ကောင်းတွေထုတ်ချင်တဲ့အခါထွက်ချင်တဲ့အခါမှာလေဒီ hypnotherapy ပူထုံးကိုအသုံးပြုလို့ရပါတယ်။ နောက်ဆုံးတစ်ချက်ကတော့မိမိစည်းဝိုင်းနဲ့ပတ်သက်ပြီးတော့စည်းဝိုင်းလုပ်ငန်းလုပ်ကိုင်တဲ့အခါမှာအခွင့်လန်းကောင်းတွေပေါ်လာတဲ့အချိန်တိုင်းအဲ့ဒီအခွင့်လန်းတစ်ခုကိုမိအိယစောက်ကိုင်နိုင်တဲ့စွမ်းအားတွေရရှိလာအောင်လည်းဒီ hypnotherapy ကုထုံးကိုအသုံးပြုလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။အပေါ်ကတော့ trainer နဲ့ coach တယောက်ပါ